မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီနဲ့အတူတရုတ်ထူးကိုစလေလာရှုမြို့ရဲရောက်နေပေမယ့်မြမအရေးချောင်းဝင်မဆွတ်ဖက်ဘူးလို့တရုတ်ထက်ပြောပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် လာရှိုးမြို့တဲ့စစ်ကောင်စီပြန်လည်ဝင်ရောက်လာနိုင်ဖို့တရုတ်ကဖိအားပေးခဲ့ပေမဲ့တခြားတိုင်းပြည်ရဲ့ပြည်ရင်းရေးကိုဂျာဝင်မဆွတ်ဖက်တဲ့မူကိုလိုက်နာကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဂူဂျာကွန်ကပြောဆိုလိုက်ပါတယ်။အေဘီလာ22ရက်နေ့မှာပြုလုပ်တဲ့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းစာရှင်းလင်းပွဲမှာ၎င်းကတရုတ်ဟာအခြားတိုင်းပြည်ရဲ့စီးပွားရေးပြည်ရင်းရေးကိုဂျာဝင်မဆွတ်ဖက်ဘူးလို့ထပ်မံပြောကြားခဲ့တာပါ။ MNDA နဲ့မဟာမိတ်တွေက2024ခုနှစ်ဩဂုတ်လဆန်းမှာရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး6လပါအကြာ6လနီးပါအကြာထိန်းချုပ်ထားနိုင်ခဲ့ပေမယ့်တရုတ်နိုင်ငံရဲ့တရက်ဆက်ပြင်းထန်တဲ့ဖိအားပေးမှုတွေကြောင့် DAB လာထဲမှာဆုတ်ခွာပေးရပါတယ်။ AB လ18ရက်မှာတော့စစ်ကောင်စီတပ်တွေဝန်ထမ်းတွေလာရှိုးမြို့ထဲစတင်ဝင်ရောက်လာပြီးလက်ရှိမှာတရုတ်ထူးကိုယ်စားလှယ်တင်ရှိကျွင်းကိုယ်တိုင်လာရှိုးမြို့မှာရှိနေကစစ်ကောင်စီ MNG တို့နဲ့တုံးပွင့်ဆိုင်ဆွေးနွေးပွဲပြု လုပ်နေတာလို့မြို့ကန်သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။2023အောက်တိုဘာ29မှာစတင်လိုက်တဲ့တစ်တုံညနှစ်ခွန်ဆစ်စင်ရေးကြီးအတွင်းကိုကန်တမရော MNDAA တအန်တမရော DNLA အရခတက်တော် AA တို့ညီနောင်မဟာမိတ်သုံးဖွဲ့တင်ပိုက်ခဲ့တဲ့မြို့ပေါင်း45မြို့ကန်ရှိပြီးတနစ်ခွဲကာလာတိဘယ်မြို့ကမှစစ်ကောင်စီကပြန်လည်တိုက်ပြန်လည်တိုက်ခိုက်ရယူနိုင်ခဲ့တာမရှိသေးပါဘူး။ လာရှုံမြို့ကသာတရုတ်ရဲ့ပြင်းထန်တဲ့ဒဏ္ဍာဆက်ဖြစ်ရာကြောင့် MND ကစစ်ကောင်စီကိုပြန်လည်ဝင်ခွင့်ရထားတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကယုံကြည်ထားကြပါတယ်။ဒီအချိန်နဲ့မှာတရုတ်နိုင်ငံသားရေးပြောရေးဆိုခွင့်ရှိသူကတရုတ်နဲ့မြန်မာနိုင်ငံတို့ဟာယဉ်နီးချစ်ကြည်တဲ့အင်းနီးချင်းတွေပါမြမရေးပေါ်တရုတ်ရဲ့ရည်တည်ချက်ကအလွန်ကိုပဲရှင်းလင်းပါတယ်။ကျွန်တော်တို့ဟာအခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဂျားဝင်မဆွတ်ဖက်တဲ့မူကိုလိုက်နာပါတယ်လို့ဆိုပါတယ်။ မြမပြည်ရင်းရေးကိုကြောင်းဝင်မဆွတ်ဖက်ဘူးလို့တရုတ်နိုင်ငံကမကြာခဏထုတ်ပြောလို့ရှိပါတယ်။ဒါအပြင်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့လွတ်လပ်တဲ့အချုပ်အခြာအာဏာ မျိုးသားညီညွတ်မှုနဲ့ပိုင်းနှံ့နေမြေတည်တံ့ခိုင်မြဲစေရေးကကွယ်ရမှာပံပိုးကွန်ကြီးချောင်းနဲ့နိုင်ငံရေးဆိုင်ရာပြည်လဲတင့်မြက်ရေးအတွက်ရင်းနှီးစွာညှိနှိုင်းဆွေးနွေးဆောင်ရွက်ရမှာမြန်မာနိုင်ငံရှိဘက်အသီးသီးကိုထောက်ခံအားပေးပြီးနိုင်ငံရေးတွင်ကူပြောင်းရေးလုပ်ငန်းစဉ်ပြည်လဲစတင်ရမှာပံပိုးကွန်ကြီးချောင်းတရုတ်နိုင်ငံသားရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရတယ်။ 2024ဩဂုတ်လမှာလည်းတရုတ်အစိုးရကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိုဘယ်နိုင်ငံကမှဝင်ရောက်မဆွတ်ဖက်ရဘူးဆိုတဲ့အချက်အပါအဝင် မကြော်ရမယ့်စီးတုံးစီးဆိုပြီးဆိုခဲ့သေးကြောင်းသိရပါဗျ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ငပေးမြို့နယ်တွင်ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးဗိုလ်မှူးတီဟောင်အပါဝင်စစ်သား63ဦးသေဆုံးကာဗိုလ်ကြီးအောင်ငိန်ချံဗိုလ်ကြီးတင်ကိုထက်အပါဝင်စစ်တုံးပန်း78ဦးအရှင်ဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မကွေတိုင်းငဖဲမြို့နယ်တွင်ဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲ23ကြိမ်ဖြစ်ပွားပြီးဗိုလ်မှူးတီဟအောင်အပါဝင်စစ်သား63ဦးသေဆုံးကဘူကြီးအောင်ငင်းချန်ဘူကြီးတင်ကိုထက်အပါဝင်စစ်တုံးပန်း78ဦးအရှင်ဖန်စီရမိခဲ့သောလူလူဒေါ်လာရေးမဟာမိတ်အင်အားစု PIA မကွေမှတာဝန်ရှိသူတို့ကပြောကြားပါသည် ဖေဖော်ဝါရီ25ရက်မနက်7:00မိနစ်ကမှငဖဲမြို့နယ်နေရီကန်အနီးရှိစင်ကိုနာချံကိုကင်းပုံဝဲရန်လာတဲ့အင်အား20ခန့်ပါအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုလူဒုတော်လန်ရေးမဟာမိတ်အင်အားစု PIA မကွေးမှတော်လန်ရေးရဲဘော်များကခြုံခိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၄ဦးထိခိုက်ဒဏ်ရာရရှိကာဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလ28ရက်နေ့မနက်9:30မိနစ်တွင်ငဖဲမြို့နယ်နယ်ရီကန်ဗျူဟာကုန်းမှဆင်းလာသောအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား60ခန်းပါစစ်ကြောင်းကိုဒေါ်လန်ရေးတပ်ဖွဲ့များကဖျက်တောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။ မလ၁၈ရက်မနက်၈ :15 မိနစ်ကန်တွင်ငပဲမြို့နယ်ပစီကြီးရွာမှလိုင်ကြီးရွာကိုတက်လာတဲ့အင်အား၄၀ကန်ပါအကျန်းဖက်စစ်တပ်အစစ်ကြောင်းကိုလိုင်ကြီးရွာလမ်းခွဲအနီးမှာတော်လိုင်ရေးတပ်ဖွဲ့များကဖျက်တောက်တိုက်ခိုက်ခဲ့ရာအကျန်းဖက်စစ်ကောင်စီတပ်သား9ဦးသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ရင်းစစ်ကြောင်းတွင်အကြမ်းဖက်စစ်တပ်၏တပ်မ69လောင်းခန့်တပ်ရင်းများပါဝင်ကြောင်းသိရပါသည်။မလ30ရက်မနက်9:30မိနစ်30ခန့်တွင်လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PIA မကွေးနှင့်မင်းမှုခင်အမှတ်နှင့်တပ်ရင်းမှတော်လှန်ရေးရဲဘော်များပူးပေါင်း၍ပသိမ်မုံရွာလမ်းပိုင်းရှိဗရန်မြို့ဝင်ဂိတ်ကိုဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ရင်းတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိကြောင်းဗရန်မျိုးဝင်ဂိတ်တီအကြမ်းဖက်စစ်တပ်ရဲနှင့်ဆ ਾਇ ယာဖားတို့ပူးပေါင်းထားခြင်းဖြစ်ပြီးအင်အား20ကျော်ဖြင့်အထိုင်ချထားကအရက်သားပြည်သူနှင့်ဈေးရောင်းဈေးဝယ်သူများကိုအတင်းအဓမ္မငွေကြေးတောင်းရန်ခြင်းဖိနှိပ်ရန်ကားခြင်းများပြုလုပ်လေးရှိသည့်ဂိတ်ဖြစ်ကြောင်းသိရပါသည် လူလူတော်လိုင်းရေမဟာမိတ်အင်အားစု BIA မကွေးတီဇန်နဝါရီလမှဧပြီလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း23ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီးလက်နက်ခဲယမ်းများစွာကိုလည်းသိမ်းဆည်းရမိခဲ့ကြောင်း၎င်းတိုက်ပွဲများသည့်အကြမ်းဖက်စစ်တပ်ဘက်မှဗဟု ပုံမှုတီဟောင်းအပါဝင်စုစုပေါင်း63ဦးသေဆုံးကဘူကြီးအောင်ရင်ကျန်ဘူကြီးတင်ကိုထတ်တို့အပါဝင် စုစုပေါင်း78ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်းလူလူဒေါ်လာရေးမဟာမိတ်အင်အားစု PIE မကွေးတီမဟာမိတ်ဒေါ်လာရေးအဖွဲ့အစည်းများနဲ့ပူးပေါင်းကအမ်ဘရန်စစ်စင်ရေးတွင်ပါဝင်ဆောင်ရွက်နေပြီးစစ်နယ်ဝန်ချက်တွင်လှုပ်ရှားနိုင်ရန်အတွက်လည်းတပြိုင်နက်အကောင့်ထဲဖို့ဆောင်ရွက်နေကြောင်းသိရပါတယ်ဒီထုတ်ပြန်ချက်ကတော့ငလင်းကြောင့်တချို့လှုပ်ရှားမှုတွေကမ်ပိန်းပေါ်ချက်ထားရတဲ့အခြေအနေတွေ အခုချိန်ရောက်မှပြန်ပြီးထုတ်ပြန်ရတဲ့အခြေအနေပေါ့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့အာနာရှင်ကြဆုံးရေးအတွက်ကိုဆက်ပြီးတော့ခြိတက်နေတာလို့ပြောချင်ပါတယ်ဟုလူထုတော်လိုင်းရေးမဟာမိတ်အင်အားစု PIA မကွေးမှတာဝန်ရှိသူတို့ကပြောဆိုကြောင်းသိရပါတယ်ဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ကြိုက်တီဟိုတောင်ကြီးတွင်ဖန်စီရမိသောပြူစောတီကောင်းဆောင်လှိုင်မင်းအပါဝင်အဖွဲ့ဝင်ငါးဦးကိုဆက်လက်ဖန်စီထားပြီးအရေးယူမည်ကြမ်းရှိသောမိသားစုဝင်အလုံးကို PDF တပ်ဖွဲ့ကပြန်လွတ်ပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဝန်ပြည်နယ်ကြိုက်ထုံမြို့နယ်ကြိုက်ထီယိုတောင်ကြီးရှိကင်မောကျောင်းကျေးရွာကတက်ချောင်းရေတံခွန်တွင်ဖမ်းဆီးရမိသောပြူစောတီကောင်းဆောင်လိုက်မဲပါဝင်အဖွဲ့ဝင်9ဦးကိုဆက်လက်ဖမ်းဆီးထားပြီးအရေးယူသွားမည်ဖြစ်ကြောင်းအမတ်20ကွန်ပြူဟာတာဝန်ခံရဲဘော်အီမင်းထွန်းကပြောဆိုပါရသည်။ ်အေဗီလ15ရက်နေ့တွင်ကြိုက်ထုံမြို့နယ်ကဒက်ချောင်းရှိစားတောက်ဆိုင်တစ်ခု၌တောက်စားမူရည်နေသည့်ညောင်လေးပင်မြို့နယ်ပြူစောတီကောင်းဆောင်ဦးလိုက်မင်းဒုတိယပြူစောတီကောင်းဆောင်မဲကြီးအပါဝင်မိသားစုဝင်48ယောက်ကိုကြိုက်ထုံမြို့နယ်ပြည်သူ့ကံကွယ်အဖွဲ့ကအရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည် ထို့သို့ဖမ်းဆီးခဲ့သူများနဲ့ဖြူစောတီခေါင်းဆောင်လိုင်မင်းဖြူစောတီဒုတိယခေါင်းဆောင်မဲကြီးဖြူစောတီအဖွဲ့ဝင်မင်းမော်ဦးလိုင်မင်းဤသာကျော်ကျော်ဦးတိန်ထေးနဲ့လိုင်မင်းဤမိမဖြစ်သူရမင်းတို့ကိုဆက်လက်ဖမ်းဆီးထားကကြံမိသားစုဝင်များကို AB 16ရက်နေ့မှာပြန်လွှတ်ပေးခဲ့ကြောင်းသိရှိရပါသည် စစ်ကောင်စီထောက်ခံတဲ့လော်ဘီသတင်းတွေကဝါရဖြန့်တယ်လို့မျိုးဖျားဖူးပြည်သူတွေကိုအကြောင်းမဲ့ဖမ်းဆီးတာမျိုးမလုပ်ပါဘူးအဲ့ဒီလိုအလုပ်တွေကသူတို့ပဲလုပ်ကြတာပါကျွန်တော်တို့ကမတိကျမသေးချပဲဘာမှမလုပ်ဘူးသူတို့တောက်စားမှုရပြီးရေကူးနေကြတဲ့အချိန်မှာဖမ်းတာပါဖျားဖူးတဲ့အချိန်ဖမ်းတာမဟုတ်ပါဘူးအဓိကဖမ်းတာကတော့ခေါင်းဆောင်လှိုင်မဲမှာသူနဲ့အတူဖြူအဖွဲ့ဝင်၄ယောက်ပါတယ်ဒါပေမဲ့မိသားစုတွေရောပါလာတော့သူတို့မိသားစုတွေရဲ့လုံခြုံရေးကိုလည်းစိုးရိမ်ပြီးအားလုံးကိုလက်တလောခေါ်သွားတာပါ မိသားစုဝင်တွေကိုတော့ကောင်းကောင်းမွန်မွန်ကျွေးမွေးဆောင်ရှောက်ထားပြီးအခုတော့သူတို့မိသားစုကိုပြန်လွှတ်ပေးလိုက်ပါပြီဟုရဲဘော်အင်မင်ထွန်းကပြောဆိုပါရယ်အဆိုပါဖန်စီထိန်ထိန်ထားသောပြူစောထီးများသည့်အကျန်းဖက်စစ်တပ်၏ခမာယ20တရင်နှင့်ပူပေါင်းက ကျင်းရများကိုမိရှုဖျက်ဆီးခြင်းပြည်သူပိုင်းပစ္စည်းများကိုခိုးယူခြင်းပြည်သူများကိုရရဲဆက်ဆက်တက်ဖြတ်ကအလောင်းဖြောက်ခြင်းပြည်သူပိုင်းပစ္စည်းများကိုရောင်းစားကခမာရ20တက်သို့ပေးပို့ခြင်းညောင်လေးပင်မြို့နယ်စီမံကောင်စီဗိုလ်မှူးနယ်လေးနှင့်ပေါင်းကလူငယ်များကိုဖမ်းဆီးပြီးခမာရ440တက်ရင်တိုက်ဦးသို့ပို့ဆောင်ခြင်းလူငယ်များနှင့်အတူပါလာသည့်ဆိုင်ကယ်များကိုရောင်းစားကဗိုလ်မှူးနယ်လေးနှင့်ခွဲဝေယူခြင်းတို့လုပ်ဆောင်နေသူများဖြစ်ကြောင်းသိရပါသည် ဖမ်းတဲ့အချိန်မှာပါလာတဲ့မိသားစုဝင်တွေကိုပြန်လွတ်လို့ရပေမဲ့ဘသူကပြူစောတီဘသူက ပြည်သူ ဆိုတာမသိရသေးလို့ခေါ်ဆောင်သွားတာဖြစ်တယ်။လုံးကြုံတဲ့နေရာရောက်တဲ့အချိန်မှာစစ်စေးပေါ်ပေါက်ချက်အရာခေါင်းဆောင်ကလှိုင်းမင်းသူဇနီးမယမင်းအပါဝေငါးဦးအဲ့ဓာရီကိုတော့လက်ရှိထိမ့်သိမ်းစစ်စေးနေစေဖြစ်တဲ့သူတို့နဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာဖြူစောတိဝင်နေမဟုတ်ဘူးကျွန်တော်တို့အနေနဲ့ကတော့ ကြည့်သူလို့တတ်မှတ်လိုက်တယ်အပြစ်ရှိသူကိုတော့အပြစ်ရှိတဲ့အတိုင်းဖော်ထုတ်အေးအေးယူသွားမှာဖြစ်တာပေါ့ဒါကိုပြည်သူလူထုကိုချပြခြင်းဖြစ်ပါတယ်ဟုရဲဘော်အင်မင်ထွန်းကဆက်လက်ပြောဆိုပါတယ်ထို့သောဆက်လက်ဖမ်းဆီးစစ်ဆေးနေသောပြူစောတိအဖွဲ့ဝင်များကျွလွန်ခဲ့သည့် ပြစ်မှုများကိုဖော်ထုတ်ကကျွလွန်ထားသည့်ပြစ်မှုများပေါ်မူတည်၍ထိရောက်သည့်ပြစ်ဒဏ်ရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းအသိပေးထားပါတယ် သူတို့ကျူးလွန်ထားတာတွေကအများကြီးပါအသေးစိတ်ကိုပြည်သူတွေကိုချပြပေးသွားမှာပါအဲ့ဒီပြူစောကြီးနဲ့မိသားစုဝင်တွေဖမ်းဆီးခံလိုက်ရတဲ့ကရက်ချောင်းရီတကွန်ဟာစစ်ကောင်စီတပ်တွေလုံခြုံရေးအဖြစ်ယူထားတဲ့ချိုက်တီယိုတောင်ကျေကကင်မောစခန်းနဲ့မိုင်ဝက်ကျော်ကျော်လောက်သာဝေးပြီးဆိုင်ကနေတွားရင်၅မိနစ်ဝန်းကျင်သာတွားလာရတဲ့နေရာဖြစ်ပါတယ်ဟုအမတ်၂၀ခုပြူအမှုရဲဘော်အေမင်ထွန်းကပြောဆိုကြောင်းသိရှိရပါတယ်